မင်္ဂလာပါ audio wine son နိုင်မှာကြိုဆိုပါတယ်ယခုတစ်ခါမှာတော့မန္တလေးရွှေဝင်းဆောင်ပြိုချမှုရှေ့ရကြာမှရုံလောင်းဖော်ဖို့စတင်အဆောင်ပိုင်းရှင်အပါဝင်မြို့သမီး၃ဦးရဲ့ရုံလောင်းထွက်ပေါ်လို့ကောင်းစဉ်ပေးထားတဲ့သတင်းဆောင်မကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာမန္တလေးမြို့မဟာအောင်မြေမြို့နယ်မန္တလေးတက္ကသိုလ်အနီး38လမ်း82လမ်းနဲ့83လမ်းကြားရှိ6ထပ်အမြင့်ရွှေဝင်းအမျိုးသမီးအဆောင် ။အလျင်တန်ကြောင့်ပြိုကျပျက်စီးရာအချိန်မီကူညီကယ်ဆယ်ရေးမလုပ်နိုင်ခဲ့ပဲရှင်းရက်အကြာအေဗီလာ9ရက်မှသာစတင် တူဖော်မှုတွေပြုလုပ်နိုင်တယ်လို့တေဆုံးတဲ့အဆောင်သူတွေနဲ့နှိဆက်သူတွေကပြောပါတယ်။အနက်ရှင်းသားရဲ့ချောင်းဝန်ကျင်လောက်ကစပီးဖြူပါတယ်။အဲ့ဒီချိန်တုန်းကဓာတ်ပေါ်တွေတလောင်းကသာတွေ့ပြီးထောက်မရသေးတာကြောင့်အချိန်ကြာမှထုတ်လို့ရခဲ့ပါတယ်။အဆောင်ပိုင်းရှင်မိမပါဝင် စုစုပေါင်း3လောင်းတွေ့ပါတယ်လို့ တေဆုံးတဲ့ဆောင်သူနဲ့နေဆက်သူတို့ကပြောပါတယ်။ငလျင်ထံကြောင့်အဆောင်ရဲ့အောက်ဆုံးတက်နဲ့ထက်ခိုးပြိုကျကပိတ်မိနေသူတွေရှိနေကြတာကြောင့်ကိုကြီးကဲဆယ်ရဲတွေလှုပ်ပေးဖို့လွမြောက်လာခဲ့တဲ့အဆောင်သူတွေကအဆောင်တာဝန်ရှိသူတွေကိုမလ28ရက်ကလေးကတောင်းဆိုခဲ့ကြပေမဲ့ကူညီကယ်ဆယ်ခွင့်မရခဲ့ဘူးလို့ဆိုပါတယ်။အဆောင်ဖတ်ရှင်အမျိုးသမီးတူသားကျန်းနေပြီးတခြားပိတ်မိသူမရှိကြောင်းအဆောင်တာဝန်ရှိသူတွေကငင်းဆိုခဲ့ပြီး ဇမန်နေ့ကတော့အဆောင်ဘက်ကနေအပုံနဲ့တွေထွက်လာလို့ရက်ကွက်ကပါရှားဝေကယ်ဆယ်ရေးလှုပ်ဖို့ပြောဆိုလာပြီးနောက်အခုလိုရှေ့ရကြမှာရှားဖွေရေးစတင်လှောက်ဆောင်တာဖြစ်တယ်လို့အဆောင်သူတွေကပြောပါတယ်။ယင်းနေ့တွေကပိမိသူတွေကြားနေကြတဲ့သူတွေရှိပါတယ်လို့အဆောင်သူတွေပြောတာတောင် မကြံဘူးပဲပြောပြီးနေကြတာပါ။စဖြစ်တဲ့နေတော့ငါပြောတာကိုဒီနေ့မှအဆောင်ကိုစပေးရှာတာပါ။ သေဆုံးတဲ့အဆောင်သူနဲ့ယင်းနှစ်သူမျိုးသမီးရပြောပါတယ်နောက်ထပ်6ထပ်အမြင့်ရှိတဲ့ရွှေဝင်းဆောင်မှာအဆောင်ရဲ့အပေါ်လေးထဲမှာအဆောင်သူတွေနေထိုင်ကြပြီး အောက်ဆုံးတက်မှာဆိုင်ကယ်ကားရနာဖို့နဲ့အောက်ဆုံးတက်ရဲ့အပေါ်ထက်ခိုးမှာအဆောင်ပိုင်းရှင်နေထိုင်တာဖြစ်တယ်လို့အဆောင်သူတွေကပြောပါတယ်အဲ့ဒီဆောင်မှာအဆောင်သူ40ကျော်နေထိုင်ပြီးငလျင်လှုပ်ခတ်ချိန်ကားဆိုင်ကယ်ထားတဲ့အောက်ဆုံးအထက်နဲ့ အဆောင်ပိုင်းရှင်နေထိုင်တဲ့အထက်ခိုးကပြိုကျသွားတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာအလောင်းပေါ်လာတဲ့တေဆုံးသူ၃ဦးရဲ့တဦးဟာအဆောင်သူအသက်24နှစ်အရွယ်အလားပါရေးရဘလော့ဂါမအီတော်တာခေါ်ဆိုတာနောက်တဦးကအဆောင်ပိုင်းရှင်ရဲ့အမျိုးသမီးနဲ့နောက်တဦးကတော့ဘသူဘဝဆိုတာမသိရသေးဘူးလို့ဆိုပါတယ်။မအီတော်တာခေါ်ဆိုရာရဲ့ဂျုံလောင်းကို အဆောင်ရဒုတိယအထက်မှာကြောက်ပြားပြည့်လျက်ရှာဖွေတွေ့ရှိခဲ့ပြီး AV 9ရက်မှာအလောင်းထောက်ယူနိုင်ခဲ့တယ်လို့တေဆုံးသူနဲ့နှိစက်သူတွေကပြောပါတယ်။ဒါပြင်ရွှေဝင်းဆောင်မှာပျောက်ဆုံးသူတွေရှိနိုင်တယ်လို့အဆောင်သူတို့ကပြောပါတယ်။ CCTV တွေရှိတယ်။သူတို့ဘလောက်ပိတ်မိနေလဲတိတိနဲ့သူတို့လူတယောက်တည်းပိတ်မိတယ်ပြောရတော့လွန်လွန်းတယ်။မြမတော့မခံမန်းတတ်ဘူး။အဲ့နေကအခန်းပေါ်ချင်းရှာမတွေ့ရတဲ့သူတွေရှိတယ်။ ရွှေဝင်းအဆောင်မှာတည်ဆုံးသူပျောက်ဆုံးသူဘယ်နှဦးရှိရဲဆိုတာအတိပြုနိုင်ခြင်းမရှိသေးပါဘူးအဆောင်ရတာဝန်ရှိသူတွေဟာအဆောင်ပိုင်းပစ္စည်းတွေကိုသာအရင်တယ်ယူပြီးအဆောင်သူတွေရဲ့ခြံရှိနေတဲ့ပစ္စည်းတွေပြန်ရဖို့တာဝန်ယူလောက်ဆောင်ပေးခြင်းမရှိဘူးလို့အဆောင်သူတို့ကပြောပါတယ်အချို့ကလွန်ငါပြီးတက်ချရတာမျိုးရှိတယ်သူတို့ကတာဝန်မယူပေးဘူးလို့ပြောလို့လေအဲ့ဒါနဲ့နောက်ရက်အုတ်ချုံရည်မှုရုံတိုင်မှာ သူတို့ချပေးထားတဲ့ပစ္စည်းတချို့လည်းအောက်ချုပ်ရေးမှုရုံးကိုထားပေးတာအစဟောဟောတတီကိုရောင်းတွေလာယူဆိုပြီးရှောက်ပြောနေတာသူတို့ကိုချင်းနေမေးမြန်းရင်တောင်ရရင်တတီပြောပါတယ်သူတို့နဲ့ဘာတစ်ခုမှမဆိုင်သလိုလုပ်နေပါတယ်ညီမတို့အားလုံးကအသက်လူပြီးပြေးထွက်လာလို့သာအသက်ရှင်ကြံရခဲ့ရတာပါရှင်ပြုံးရင်းဆောင်မှာအဆောင်လားကတလောက်တသိန်းနှစ်တောင်းကျပ်မှနှစ်သိန်းတစ်တောင်းကျပ်အထိ အခမ်းမျိုးစားလိုက်ဇေနုံသတ်မှတ်ထားရလို့ဆောင်သူတွေကပြောပါတယ်။မန္တလေးမြို့မှာကိုကြီးကဲဆယ်ရဲတွေစနစ်တကျမလုံနိုင်လို့အစအောင်ပြက်တွေကြပိမိကတည်ဆုံးသူတွေအပေါင်းနဲ့ရမှရှားဖွေရတဲ့ဖြစ်စဉ်မျိုးအများပြားရှိရလို့မြို့ကန်တွေကပြောပါတယ်။